အခန်းလေးရေလွှမ်းမှုချင်းစဉ်းစားသိမြင်ချင်းပြောင်းလဲမှုကြီးမဖြစ်ခင်ကအာရှအာဖရိကတိုက်ကြီးပေါ်မှာပဲလူသားမျိုးစိတ်အလုံးနေထိုင်ခဲ့ကြရင်ရေတကန်းနှကန်းလက်ပြကူးပြီးတော့လကောင်းလက်တန်းဖောင်တွေပြုတ်လောက်ပြီးတော့လကောင်းဂျွန်းတချိုးပေါ်ရင်အခြေချခဲ့ကြရင်ဆိုရလဲမှန်ပါရီဥပမာအင်ဒိုနီးရှားက Flores ဂျွန်းပေါ်မှာလွန်ခဲ့သောနှစ်ပေါင်း၈သိန်းခွဲကစပြီးလူသတ္တဝါတွေစတင်အခြေချနေထိုင်ခဲ့ကြရင်ဒါပေမဲ့လေလူသတ္တဝါတွေကပင်လယ်ပြင်ကျယ်ကြီးတဲ့ကိုစုံစမ်းသွားလာတာမျိုးမပြုတ်လုပ်နိုင်ခဲ့ကြပါဘူး မေရိကတိုက်ဩစတြေးလျတိုက်စတဲ့နေရာတွေကိုဘယ်သူမှမရောက်ခဲ့သလိုဝေးလံခေါင်းတိတဲ့ကျွန်းတွေဖြစ်တဲ့မဒါကတ်စကာနယူးဇီလန်ဟာဝိုင်စတဲ့နေရာတွေကိုလည်းဘယ်သူမှမရောက်ရှိခဲ့ကြပါဘူးဒီပင်လယ်ပင်ကြီးကစီထားမှုကလူသရွားတွေကိုသာမကအခြားသောအာရှအာဖရိကရှိဒရိတ်ဆန်တွေအပင်တွေကိုပါပြင်ပကဘာကိုရောက်မသွားစေအောင်ဓာစီထားခဲ့တယ်ရလနေနဲ့ဩစတြေးလျနဲ့မဒါဂတ်စကာလိုဝေးကွာလာတဲ့ကျွန်းတွေကတရှိတရွာတွေကနှစ်တန်းပေါင်းများစွာတီးတန့်ဆင်ခဲ့ပြောင်းလဲခဲ့ကြတယ် ဒါကြောင့်တို့ရဲ့တဘာဝနဲ့ပုံမှန်သဏ္ဍာန်တွေကတို့နဲ့ဝေးကွာတဲ့အမျိုးတွေဖြစ်တဲ့အာရှအာဖရိကမှာရှိတဲ့သက်ရှိတွေနဲ့လုံးဝကွဲပြားခြားနားနေပါရင်။ကဘာကျော်ကြီးကကွဲပြားခြားနားတဲ့ဘဝဉင်ဂရယစနစ်အမျိုးမျိုးနဲ့ခွဲခြားထားသလိုဖြစ်ပြီးဂရယစနစ်တစ်ခုချင်းစီကလည်းတည်တံ့ကွဲပြားတဲ့အပင်တွေ၊ဒရိတ်ဆန်တွေနဲ့စုပေါင်းဖွဲ့စည်းထားပါရင်။တို့ပြင်မယ်လေအဲဒီလိုစုံလင်ကျွဲဝါလာတဲ့ဇီဝသက်ရှိတရဝအမျိုးမျိုးကို Sapiens တို့ကမကြခင်အဆုံးတက်ကြတော့မှာပဲဖြစ်ပါရင် စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးနောက်ပိုင်းမှာစူပေါင်းလုံဆောင်တက်ချင်းစွမ်းရည်ဆိုတဲ့နိပညာအသစ်ကို sapiens တွေရခဲ့ကြတယ်။ဒါပြင်အာရှအာဖရိကကနေခွဲထွက်ပြီးပြင်ပကမ္ဘာကိုအခြေချစီမဲ့အမျိုးမြင်တွေပါရရှိလာခဲ့နိုင်ပါတယ်။ပထမဆုံးအောင်မြင်မှုကတော့လွန်ခဲ့တဲ့နှစ်ပေါင်း4500လောက်ကဩစတြေးလျတိုက်ကိုနယ်ချဲ့နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီအရာကိုရှင်းပြဖို့ကြွမ်းကျင်သူတွေအတော်တော်အခက်တွေ့ကြပါတယ်။ဩစတြေးလျကိုရောက်ဖို့လူသားတွေအနေနဲ့ဘေးလည်ရေလည်ကြားတော်တော်များများကိုဖြတ်ကျော်ရမှာဖြစ်ပြီးတချို့ကကီလိုမီတာ100ကျော်ကျယ်ပါတယ် ဩစတြေးလျတိုက်ပေါ်ရောက်သွားတဲ့အခါမှာလေနေချင်းညာချင်းပဲလုံးဝအသည့်ဖြစ်တဲ့ပတ်ဝန်းကျင်ခရီးစနစ်နဲ့အသားကြအောင်ရှင်သန်ခဲ့ရပါတယ်။ရုပ်ရည်အကျဆုံး theory ရလွန်ခဲ့တဲ့နှစ်ပေါင်း၄၅၀၀လောက်မှာအာရှတိုင်းနဲ့ကင်းကွာပြီးကျွန်းအချင်းချင်းလဲရေလက်ကြားချင်းတွေပဲချားနေတဲ့အင်ဒိုနီးရှားကျွန်းစုမှာနေထိုင်တဲ့ Zebians တွေကပထမဆုံးတော့ပင်လယ်ရေကြောင်းတွာလာတဲ့လူအဖွဲ့အစည်းတွေဖြစ်တိုးတက်လာခဲ့ကြပါတယ်။သူတို့ကပင်လယ်ထဲတွာလာမယ့်ယင်တွေကိုဘယ်လိုတိစောက်ရမလဲ၊မောင်းနေရမလဲဆိုတာကိုသိရှိလာခဲ့တယ်။ ဒီလိုနဲ့ရံဝေးကိုသွားတဲ့တံငါတဲတွေဂုံတွေတွေရှားဖွေတွေဖြစ်လာကြတယ်အရိယာတွေကလူသားတွေရဲ့လူနေမှုဘဝနဲ့လှုပ်ဆောင်နိုင်စွမ်းရည်ကိုအတိုင်းအဆမရှိကြီးမားလာတဲ့ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်။ပင်လယ်ထဲမှာသွာလာကြတဲ့ပင်လယ်ပြန်လင်းပိုင်ပင်လယ်နွားစတဲ့နှုတ်တိုက်သတ္တဝါတွေအားလုံးကရေထဲမှာသွာလာနိုင်တဲ့ခန္ဓာကိုယ်တွေအထူးအင်္ဂါများရရှိလာဖို့နှစ်ကလေးကြီးကြအောင်စင်ကဲပြောင်းလဲခဲ့ရတယ်။ အာဖရိကတိုက်ကစပါးနာမြက်ခင်းပြည်မှာနေထိုင်ခဲ့ကြတဲ့လူဝင်တွေရဲ့ဓာတ်စင်မြေဆက်တွေဖြစ်တဲ့အင်ဒိုနီးရှားကဆေပီယန်စ်တွေကတော့ခန္ဓာကိုယ်မှာရေရံများပေါ်လာဖို့ဝေလာငါးတွေလိုနှာခေါင်းတွေဦးခေါင်းထိပ်ကိုရောက်လာတဲ့အထိစောင်းဆိုင်မှုမလို့ပဲပစိဖိတ်ရေချောင်းသွားလာသူတွေဖြစ်လာကြတယ်။အဲလိုကိုရင်းအင်္ဂါတွေပေါက်လာဖို့စောင့်နေမယ်စာသူတို့လုပ်ခဲ့တာကတော့လေတွေတိဆောက်ပြီးအဲ့ဒီလေတွေကိုဘလို့ပဲ့ကင်မောင်းနေရမယ်ဆိုတာလေလာသိရှိလာတာပဲဖြစ်ပါတယ်။ပြီးတော့ဒီစွမ်းရည်တွေကပဲသူတို့ကိုဩစတြေးလျတိုက်ရောက်အောင်အခြေချနိုင်စေခဲ့တာပဲဖြစ်ပါတယ်။ ခြေအောင်သူတေသနာပညာရှင်တွေအနေနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2400ကျော်အကြာကတန်ဃာရွာရီ လော်ဒက်တွေဖောင်တွေကိုဖော်ထုတ်ရအောင်မှမှန်ပါတယ်။မြင့်တက်လာတဲ့ပင်လယ်ရေကြောင့်ရှေးအင်ဒိုနီးရှားကမ်းခြေတစ်လျှောက်ကပင်လယ်ရေအောက်မီတာ100ထိမြုပ်နေမှာဖြစ်တဲ့အတွက်အရိယာတွေကိုရှာဖွေတွေ့ရှိဖို့ခက်ခဲမှာပါ။ဘလိုပဲဖြစ်စေခိုင်မာမှုရှိပြီးလက်စုပ်လက်ကင်သက်တည်ပြနိုင်တဲ့အထောက်အထားတွေကဒီသီအိုရီကိုထောက်ခံကြပါတယ် အထူးသဖြင့်ဩစတြေးလျမှာအခြေချနေထိုင်ပြီးနောက်နေပေါင်းထောင်ထဲကြီးကြားတဲ့ချိန်မှာဆေဘီယန်ဒိုးစ်ကဩစတြေးလျမြောက်ပိုင်းဘက်ကတင်းငယ်ပြီးအလန်းဝေးတဲ့ကျွန်းတွေကိုနေအခြေခဲ့ကြတယ်ဆိုတဲ့အချက်ပါဘူကာကျွန်း၊ဗေးနပ်စ်ကျွန်းစတဲ့ကျွန်းတွေနဲ့သူတို့ရဲ့အနီးဆုံးကုန်းမြေကြားမှာရေမျက်နှာပြင်ကီလိုမီတာ200အကွာဝေးရှိပါတယ်တစုံတစ်ယောက်ကခင်မီစံပြတဲ့ရွက်လွင်စွမ်းရည်ရေရင်တို့မရှိပဲမေးနက်ကျုံးကိုရောက်ရှိနေချက်နိုင်ကြတဲ့ဆိုတော့ယုံကြည်ဖို့ခက်ခဲလာပါတယ်။ဒါပေမဲ့လည်းအစောပိုင်းကပြောခဲ့သလိုပဲ နယူအိုင်ယာလန်နယူပြည်တိုင်အဲ့လိုမျိုးကျွန်းတွေကြားပုံမှန်ပင်လယ်ကုန်သွယ်မှုတွေရှိကြတဲ့ဆိုတော့ခိုင်မာတဲ့အထောက်အထားတွေလည်းရှိနေပြန်ပါတယ်။ဩစတြေးလျတိုက်ကိုရောက်အောင်သွားခဲ့တဲ့ပရမာဆုံးသောလူသားတွေရဲ့ခရီးကတမိုင်းတစ်လျှောက်အရေးကြီးဆုံးသောအဖြစ်အပျက်တွေကတခုဖြစ်ပါတယ်။အ ਨੇ ဆုံးတော့ကိုလံဘတ်စ်ကအမေရိကတိုက်ကိုရှာတွေ့တဲ့ခရီးအပိုလို17ရက်လပေါ်သွားရောက်တဲ့ခရီးတွေလို့ပါပဲ။အဲ့လိုရောက်သွားတာကလူသားတွေအနေနဲ့အာရှအာဖရိကပတ်ဝန်းကျင်ကရစနစ်ကြီးကိုပရမာဆုံးအကျဉ်းနောက်မှာခြံထားနိုင်ကြတာပဲဖြစ်ပါတယ်။ အဲ့ဒါဟာဂုံးနေနိုးတိုက်တရွားတကောင်ကအာရှအာဖရိကကနေဩစတြေးလျတိုက်ကိုပရမအဆုံးကြိမ်ဖျက်ကူးနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါထက်ပိုရေးပါရကအဲ့ဒီကဘာအစ်မအဲ့ဒီရှေ့ဆောင်လူသားတွေဘာတွေလောက်ခဲ့ကြတလဲဆိုတာပဲဖြစ်ပါတယ်။ဩစတြေးလျကမ်းခြေပေါ်ကိုပြမဆုံးသောအမဲလိုက်ရှားဖွေသူတယောက်ခြေချလိုက်တဲ့အခိုက်အတန့်ကအဲဒီဒေတာရဲ့အစာကွင်းဆက်ထိတ်ဆုံးပေါ်ကို Homo sapiens တို့တက်သွားတာပဲဖြစ်ပါတယ်။အဲဒီကနေတဆင့်လူသားတွေကကဘာကျိုးရဲ့တမိုင်းမှတ်တမ်းမှာကြောက်စရာအကောင်းဆုံးတရိတ်ဆန်မျိုးစိတ်ဖြစ်လာခဲ့ပါတယ်။ အရိခိုင်တန်းထီတော့လူသားတွေကအစ်တတော်လိုက်လျောညီတွေနေထိုင်မှုတွေအပြုတ်မှုတွေကိုပြသခဲ့ပေမဲ့ဘဝဉင်ပေါ်သူတို့ရဲ့တရားမှုကဘာမှမပြောပါတော့ပါဘူးလူသားတွေနေနဲ့နေမေတဲ့အမျိုးမျိုးကိုပြောင်းရွှေ့ပြီးအသားကြောင်နေတဲ့အခါအန်အောပွဲအောင်မြင်ခဲ့ကြတယ်ဒါပေမဲ့အဲဒီလိုအသားကြောင်နေထိုင်တဲ့အခါမှာလေသူတို့နေထိုင်ကြက်ဆားရဒေတာကိုအကြီးအကျယ်မပြောင်းလဲစေခဲ့ပါဘူးဩစတြေးလျတိုက်ကိုအခြေချသူများပိုတိကြောင်ပြောရရင်ဩစတြေးလျတိုက်ကိုအွန်လိုင်းသူတွေကနေရာဒေတာတင်မှာအသားကြောင်နေထိုင်ရုံမကတော့ ဩစတြေးလျတိုက်ရဲ့ပတ်ဝန်းကျင်ခရီးစနစ်ကိုလုံးဝမမတ်မိနိုင်လောက်အောင်ပြောင်းလဲပစ်ခဲ့ကြပါတယ်။ဩစတြေးလျတောင်ပြင်ကမ်းခြေပေါ်ကပထမဆုံးသောလူသားရဲ့ခြေရာကိုလိုင်းတွေကချက်ချင်းပဲဖျက်ပစ်မှာပါ။ဒါပေမဲ့ဒီကျူးကျော်သူတွေကုန်းလေးပိုင်းကိုဝင်ရောက်သွားတာနဲ့အမျှစောစောကနေမတူတဲ့ဘဲတော့မှပျောက်ကွယ်မသွားမယ့်ခြေရာမျိုးကိုခြံထားခဲ့ကြပါတယ်။သူတို့ရှေ့ဆက်တိုးသွားတဲ့အမျှသူတို့လုံးဝမတည်ဘူးမကြဘူးတရဝါရီနဲ့ပြည့်နှက်နေတဲ့ထူးဆန်းအန်အိုးပဲကဘာတီကြီးတစ်ခုကိုမြင်တွေ့ခဲ့ကြမှာပါ။ ကီလိုနဲ့ဟာ၄ချိန်ရှိပြီးနမီတာရှိတဲ့တားပိုက်ကောင်တွေအဲ့ဒီကြောင့်မှာအကြီးမားဆုံးတားရဲ့ trade sen ဖြစ်ပြီးဒီနေ့ခေတ်ကြားတကောင်အရွယ်ရှိတဲ့မာဆူပီရဲ့ချင်းသိစားတဲ့တရောအမျိုးမျိုးရှိခဲ့ပါတယ်။ခြေဆရာကောင်းမိမယ်ပွေးဖက်မနိုင်အောင်ကျေလို့နဲ့ကိုလာဘဝင်းတွေတစ်ပင်တွေပေါ်မှာတရှဲရှဲမိနေပြီးငှက်ကလေးအုပ်တွေထက်နှစ်ဆပိုကြီးပြီးမပြန်တမ်းနိုင်တဲ့ငှက်တွေကလည်းမြေပြန့်လွေမြေမှာပြေးလွှားနေကြပါတယ်။9မီတာကျော်ရှိတဲ့ငကားနဲ့တူတဲ့ပဒက်ကြီးတွေမွေတွေကလည်းမြေပြင်ပေါ်တွင်တွားတွားနေကြပါတယ်။ နတန်ခွဲအလေးချိန်ရှိပြီးဒါပိုက်8ပါးရဲ့ဝဝင်2 Dibro တွန်တွန်ကောင်ကြီးတွေကလည်းဒေါ်တောင်နဲ့လှည့်လည်သွားလာနေကြပါတယ်။ငါတွေဒွားသွားဒရွားတွေကလွဲပြီးဂျန်နက်ဒရိတ်ဆန်တွေအားလုံးကမာစုပီယယ်တွေဖြစ်ပါတယ်။သူတို့ကဒါပိုက်ကောင်တွေလိုပဲဒေးငယ်ပြီးကဲရမဲတဲ့အကောင်ပေါင်းလေးတွေမွေးပြီးအဲ့ဒီဒါငယ်လေးတွေကြီးပင်လာတဲ့အထိသူတို့ရဲ့ဝမ်ပိုက်က8ထဲမှာစောင်းလျှောက်ကြပါတယ်။မာဆူပီယန်တို့တိုက်တရွားဆိုတာကိုအာရှနဲ့အာဖရိကမှာမတိကျသလောက်ဖြစ်ပေမဲ့ဩစတြေးလျတိုက်ကတော့ပြိုင်ဘက်မရှိအရှင်သခင်ဖြစ်သူတို့အုံဆိုးခဲ့ကြတာပါ။ နောက်ထောင်စုနှစ်အနေငယ်တွေမှာပဲဒီအရာမှတရွာကြီးတွေအားလုံးပျောက်ကွယ်လို့နေပါဖြစ်သွားပါတယ်။အလေးချိန်50ကီလိုထက်ရှိတဲ့ Australia Tracer မျိုးစိတ်24မျိုးတွေက23မျိုးမျိုးတုံသွားခဲ့ပါတယ်။တိတ်ငယ်တဲ့မျိုးစိတ်တော်တော်များများလေးပျောက်ကွယ်သွားခဲ့ပါတယ်။ Australia တိုက်ရဲ့ပတ်ဝန်းကျင်ကရစနစ်တစ်ခုလုံးကအစာကွင်းဆက်ကဖျက်ဆီးသွားပြီးအသစ်ပြန်ဖြစ်လာခဲ့ပါတယ်။အဲဒါကနေသားမောင်းများစွာတည်ရှိခဲ့တဲ့ Australia တိုက်ပတ်ဝန်းကျင်ကရစနစ်ရဲ့အရေးကြီးဆုံးသောပြောင်းလဲမှုကြီးဖြစ်ပါတယ်။ အခုလိုဖြစ်ပြခဲ့တာတွေအားလုံးက sapiens တွေရဲ့အဖြစ်တွေတတ်တတ်ပဲလားဆော့ဆွဲတည်နေအမြအဖြစ်ရှိသည်ပညာရှင်တချို့ကကျွန်တော်တို့လူသားတွေမှာအဖြစ်မရှိကြောင်းကာကွယ်ဖို့ကြိုးစားပြီးရာသီဥတုပြောင်းလဲခြင်းအပေါ်တာအဖြစ်ဖို့ကြပါတယ်ဒီလိုကိစ္စမျိုးမှာရာသီဥတုကိုပြောင်းလဲခြင်းဆိုတာကိုအဖြစ်ပုံနေကြပါတို့ပြင်မဲ့ homo sapiens တွေမှာလုံးဝအဖြစ်မရှိဘူးဆိုတာယုံကြည်ဖို့ခက်ခဲပါတယ်ရာသီဥတုပြောင်းလဲခြင်းကိုအလီဘန်ယူခြင်းကခိုင်လုံမှုမရှိပါဘူးဩစတြေးလျတိုက်ရဲ့ဒေတာရင်းတရိတ်ဆန်ကြီးတွေမြို့တုံပြောက်ွယ်သွားတာက ကျွန်တော်တို့ရဲ့ဘိုးဘေးတွေအကြောင်းဖြစ်တယ်ဆိုတာထောက်ပြတဲ့အထောက်အထားသုံးခုရှိပါတယ်။ပထမအထောက်အထားကလွန်ခဲ့တဲ့နှစ်ပေါင်း၄၅၀၀အကြာကဩစတြေးလျရာသီဥတုက ပြောင်းလဲခဲ့တယ်ဆိုတာမှန်ပေမဲ့အကြီးအကျယ်ပြောင်းဆန်အောင်ပြောင်းလဲခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့အခုလိုရာသီဥတုပုံစံတစ်တခုတည်းကဒီလောက်မျိုးတုံးမှုကိုဖြစ်စေခဲ့တယ်ဆိုတာနားလည်ဖို့ခက်ခဲလာပါတယ်။ဒီနေ့ခေတ်မှာတော့ဘာပဲဖြစ်ဖြစ်ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ရတာလို့ရှင်းပြကြပါမယ်။တကယ်ဆိုကမ္ဘာရာသီဥတုကဘယ်တော့မှတသမတ်တည်းရှိမနေခဲ့ပါဘူး။အမြဲတမ်းအတက်အကျနဲ့ပြောင်းလဲနေကြတာပါ။ ။တမိုင်းတစ်လျှောက်ဖြစ်ပျက်ခဲ့တဲ့မြောက်အရာအလုံးကလည်းဒီရာသီဥတုပြောင်းလဲခြင်းကိုနောက်ကန်ထားပြီးဖြစ်ပျက်ခဲ့တာပါ။အထူးသဖြင့်ကျွန်တော်တို့ရဲ့ကမ္ဘာကျော်ကအေးခဲသွားလိုက်၊ဘုံနှွေးသွားလိုက်ဖြစ်တာကိုအချိန်များစွာဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သားမောင်းများစွာကလေးကနှစ်တသိန်းပြည်တိုင်းပြန်ပြန်အဖြစ်ရေခဲခေတစ်ကြိမ်ဖြစ်ခဲ့ပါတယ်။နောက်ဆုံးကြုံရတဲ့ရေခဲခေကလွန်ခဲ့တဲ့နှစ်ပေါင်း8500ကနေ15000တိပါ။အရေးရေခဲခစ်ကတခြားရေခဲခစ်တွေနဲ့မတူဘဲပြင်းထန်ခဲ့ပြီးအရေးခဲဆုံးအခြေအနေနဲ့ချင်းရှိခဲ့ပါတယ် ပထမတစ်ကြိမ်ကလွန်ခဲ့တဲ့နှစ်ပေါင်း9000မှာဖြစ်ပြီးဒုတိယတစ်ကြိမ်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာပါဒိုက်ဘရိုတွန်တွန်ကောင်ကြီးတွေကဩစတြေးလျတိုင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း1.5တသမ5တန်းကျော်ကပေါ်လာခဲ့ပြီးအနည်းဆုံးရေခဲခေတ်10ခေတ်ကိုအောင်မြင်စွာဖြတ်တန်းခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကပထမအကြိမ်အေးခဲဆုံးရေခဲခေတ်ကိုလည်းအသက်ရှင်လျက်ဖြတ်တန်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီကောင်ကြီးတွေပါကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်မှပျောက်ကွယ်သွားခဲ့ပါတယ် တကယ်လို့အဲ့ဒီအချိန်ကပျောက်ကွယ်သွားခဲ့တဲ့အကောင်ကြီးတွေထဲမှာဒိုင်ပရိုတွန်တွန်ကောင်ကြီးတစ်မျိုးတည်းပဲဆိုရင်အဲ့ဒါချက်ကန်းဆန်ကိုတူတာပဲဖြစ်မှာပါဒါပေမဲ့အဲ့ဒီအချိန်ကာလမှာပဲဒိုင်ပရိုတွန်တွန်ကောင်ကြီးတွေနဲ့အတူ60ရာခိုင်နှုန်းသောဩစတြေးလျဒေတာရင်းတရိတ်ဆန်ကြီးတွေလည်းပျောက်ကွယ်သွားခဲ့ပါတယ်ဒေတာတွေကိုလက်စုပ်လက်ကင်တက်တည်မပြတာနိုင်ခဲ့ပေမဲ့လေဩစတြေးလျတိုက်ပေါ်ကရှိရှိသမျှတရဝရီကအေးခဲလို့လဲတည်ကုန်ကြတဲ့အချိန်ကမှာအဲ့ဒီတိုက်ပေါ်ကို Sabians တွေတိုက်တိုက်ဆိုင်ဆိုင်ရောက်လာတယ်လို့စိတ်ကူးယဉ်ကြည့်ဖို့ခက်ခဲလို့ပါတယ် ဒုတိယထောက်ထားအရရာသီဥတုပြောင်းလဲတာကြောင့်အစူလိုက်ပြုံလိုက်မျိုးတုံးချင်းဖြစ်တယ်ဆိုရင်ဂုံးနေသတ္တဝါတွေလိုပဲရေနေသတ္တဝါတွေမှာလည်းဒေဂျီပြည့်စည်ကြပါတယ်။ဒါပေမဲ့လုံခဲ့တဲ့နှစ်ပေါင်း၄၅၀၀လောက်မှာဩစတြေးလျတိုင်းနာကပင်လယ်နေဒရိတ်ဆန်ယူတွေအထူးတလဲပျောက်ကွယ်သွားတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။ဩစတြေးလျထိုင်းဒီနာကယင်းနေတရာရီအသက်ချမ်းသာရာရပေမဲ့တိုက်ပေါ်ကဂုံးနေဒေတာရင်းထရိတ်ဆန်ကြီးတွေလှိုင်းလုံးတွေလိုမျိုးတုံးပြောက်ွယ်သွားတာဟာလူသားတွေကြောင့်သာဖြစ်တယ်လို့အလွယ်တကူရှင်းပြလို့ရပါတယ်။ လူသားတွေရဲ့ရေချောင်းသွားလာမှုစွန့်ရင်အလေးမြန်ဖွံ့ဖြိုးလာနေခဲ့ပေမဲ့ Homo sapiens တွေဟာဂုံးပေါ်မှာပဲအန်ထရယ်အရှိဆုံးသတ္တဝါတွေဖြစ်နေခဲ့သေးတာပါတတိယထောက်ထားရနောက်လာတဲ့ထောင်စုနှစ်အတွင်းမှာလူသားတို့အခြေချတဲ့ပြင်ပကဘာကနေရာတိုင်းမှာဩစတြေးလျမျိုးတော်မှုနဲ့တူတဲ့သတ္တဝါတွေအကြီးကျယ်မျိုးတော်မှုကိုထပ်ဖန်တလဲလဲတွေ့ရပါတယ်ဒီလိုကိစ္စတွေကြတော့ sapiens တို့ရဲ့အဖြစ်ဆိုတာညင်းလို့မရတော့ပါဘူးဥပမာအဖြစ်သသောကပညာရှင်တချို့ဆွဆွဲခဲ့တဲ့လုံးခဲ့တဲ့နှစ်ပေါင်း4500ကရာသီဥတုပြောင်းလဲမှုမှာ နယူးဇီလန်ကဒေတာရင်းထရိတ်စံကြီးတွေကဘာချစ်ရလေးမှမဖြစ်ပဲရှင်းတန်းခဲ့ကြပါတယ်။တို့ပေမဲ့နယူးဇီလန်ကျောမှာကိုလူသားတို့ပရမအောင်ခြေချလိုက်တဲ့ခဏမှာပဲအဲဒီဒေတာကထရိတ်စံတွေအကြီးအကျယ်တေးကြီးပြက်စီးတော့တာပဲ။နယူးဇီလန်ကျွန်းရဲ့ပထမဆုံးဆေးပီယန်စ်နယ်ချက်သူမာအိုရီလူမျိုးတွေကလွန်ခဲ့တဲ့2800လောက်ကကျွန်းပေါ်ရောက်ခဲ့ကြတာပါ။ရာစုနှစ်နှစ်ခုအတွင်းမှာပဲအရိကဒေတာရင်းထရိတ်စံကြီးတွေကတခြား60ရာခိုင်နှုန်းသောငှက်မျိုးစိတ်အားလုံးနဲ့တူမျိုးတုံသွားခဲ့ပါတယ်။ အာတိတ်သမုတ်တွေဟာရန်ကီကျောမောကအမွေးရှည်စင်ကြီးတွေနဲ့အလားတူကန်ဂျမာမျိုးကြုံခဲ့ရပါတယ်။အမွေးရှည်စင်ကြီးတွေကကဘာမြောက်ဖက်ချမ်းမှာနှစ်သန်းပေါင်းများစွာကြီးထွားရှင်တန်ခဲ့ပါတယ်။ဒါပေမဲ့ Homo sapiens တို့အာရှဥရောပကနေစပြီးမြောက်အမေရိကထိပြန်ပွားလာတဲ့အမြအမွေးရှည်စင်ကြီးတွေနောက်ဆုတ်သွားခဲ့ကြပါတယ်။အထူးသဖြင့်ရန်ကီကျွန်းလိုဝေးလံတဲ့အာတိတ်ကျွန်းတချို့ကလွဲလို့လုံးဝနဲ့နှစ်တထောင်ကစပြီးကမ္ဘာပေါ်မှာအမွေးရှည်စင်ကြီးတက်ကောင်းမှမတွေ့ရတော့ပါဘူး။ ။ရန်ကီကျောင်းမှာကအမွေးရှည်စင်ကြီးတွေကတော့နောက်ထပ်နှစ်ထောင်ပေါင်းအနည်းငယ်အထိရှင်သန်နေတော့မှာ။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀၀လောက်မှာတော့ရုပ်တရက်ပျောက်ကွယ်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲလူသားတွေအဲ့ဒီကျောင်းမကိုပထမဆုံးရောက်လာခဲ့ကြတာပါ။ဩစတြေးလျမျိုးတော်မှုကတည်တံအဖြစ်တခုပဲလား။လူသားတွေကြောင့်ဟိုမိုဆိုတာကျွန်တော်တို့အတန်လျောက်ဝင်နိုင်ပါတယ်။ဒါပေမဲ့တမိုင်းမှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင် Homo sapiens တွေဟာဂေယပတ်ဝန်းကျင်စိတ်တစလူတန်တမားနဲ့တူပါတယ်။ဩစတြေးလျတိုက်ကိုတွားရောက်ခြေချခဲ့တဲ့လူတွေမှာကြောက်ခင်ဤပညာပဲရှိတာ။ သူတို့အနေနဲ့ဘယ်လိုလုပ်ခေရပဝင်းကျင်ပြက်စီးမှုကြီးဖြစ်အောင်လုပ်နိုင်ပါလဲလို့မေးခွန်းထုတ်နိုင်ပါတယ်။ဒီအရာကိုကောင်းစွာချိတ်ဆက်ရှင်းပြမယ့်ရှင်းလင်းချက်သုံးခုရှိပါတယ်။ဩစတြေးလျမြို့တော်မှုမှာမူလတစားကန်တွေဖြစ်တဲ့ဒါကောင်ကြီးတွေကမွေးဖွားမှုနေကြပါတယ်။ပြီးတော့လေကိုဝင်ဆောင်ချင်းကြာမြင်ပြီးအကောင့်တကောင်မွေးတာနေပါတယ်။ကိုဝင်ဆောင်တာတစ်ခုနဲ့တစ်ခုကြာမှလေခြားနာချိန်လေကြာပါတယ်။ရလနေတဲ့လူသားတွေကဒိုင်ပရိုတိုတိုနှကောင်လာနေငယ်ကြာမှတကောင်မွေးတက်တဲ့ထောက်အောင်ဒိုင်ပရိုတိုတိုတွေရဲ့အသေးဆုံးမှုကသူတို့ရဲ့မွေးဖွားနှုန်းကိုကျော်သွားဖို့လုံလောက်ပါတယ်။ ထောင်သူနဲ့နေငယ်တွင်မှာပဲအထီးကျန်နောက်ဆုံးဒိုင်ပရိုတိုတိုတေးသွားပါလိမ့်မယ်။သူနဲ့တူသူတို့မျိုးစိတ်တစ်ခုလုံးပါသွားတာပါပဲ။တကယ်တော့ဒိုင်ပရိုတိုတိုနဲ့တခြားဩစတြေးလျသတ္တဝါကြီးတွေကအကောင်ကြီးပဲမဲ့အမဲလိုက်ဖို့ခက်ခဲခဲ့မှာမဟုတ်ပါဘူး။ခြေနှချောင်းတိုက်ခိုက်သူလူသားတွေရဲ့အမဲလိုက်တာလုံးဝတန်အတော်နဲ့ပဲခံခဲ့ရမှာပါ။အာရှအာဖရိကမှာလူသားမျိုးစိတ်အမျိုးမျိုးကသွားလာရင်စင်ခဲ့ပြောင်းလဲခဲ့တာနှစ်နှစ်တန်းရှိပါပြီ။သူတို့တွေရဲ့အမဲလိုက်စွမ်းရည်တဖြည်းဖြည်းတိုးတက်လာလိုက်တာလုံးဝနှစ်၄သိန်းကစားပြီး ကြီးမားတဲ့တရွာကြီးတွေကိုစတင်အမဲလိုက်လာခဲ့တာပဲ။အာရှနဲ့အာဖရိကကသားကောင်ကြီးတွေကလည်းလူသားတွေနဲ့တွေ့ရင်ရှောင်ရမ်းတည်လာခဲ့ပါတယ်။ဒါကြောင့် Homo sapien တွေအာရှအာဖရိကမြေပြင်မှာမဟာအမဲလိုက်သူအသစ်ဖြစ်ပေါ်လာတော့သားကောင်ကြီးတွေလည်းလူနဲ့တူတဲ့တရွာမှန်သမျှကနေဝေးထက်ဝေးအောင်နေခဲ့ကြပါတယ်။တို့ပေမဲ့ဩစတြေးလျတက်ကတရွာကြီးတွေကတော့ဝေဝေပြေးရမယ်လို့သဘောပေါက်ဖို့အချိန်မရခဲ့ပါဘူး။လူသားတွေကိုကြည့်ရတာအန်ဒရယ်ရှိပုံလည်းမပေါက်ပါဘူး။ သူတို့မှာရှေလျားချုံများတဲ့အဆွဲရီကြွက်သားတွေနဲ့ပျော်ပြောင်းတဲ့ခန္ဓာကိုယ်ကြီးတွေလည်းမရှိဘူး။ဒါကြောင့်ကမ္ဘာပေါ်မှာအကြီးဆုံးမာစုပီယဖြစ်သွားလာနေထိုင်ခဲ့တဲ့ဒိုင်ဘရိုဒိုတကောင်ကလူဝင်တဲ့သူတွေပြင်မပပတတော်တကောင်ကိုတွေ့တယ်။တွေ့တော့လေတကြိမ်လောက်ပဲကြည့်ပြီးသူဟာသူအရွက်တွေဆက်စားနေခဲ့ပါပြီ။ဒီကောင်ကြီးတွေအနေနဲ့လူသားတွေကိုကြောက်ရွံ့တက်ဖို့စင်ကဲပြောင်းလဲရအောင်ပါ။ခုတော့လေအဲ့လိုမလုပ်နိုင်ခင်ပျောက်ကွယ်သွားခဲ့ကြတာပါ။ဒုရယရှင်လင်ချက်ကဆေဗီယန်တို့အော်စတြေးလျတိုက်ကိုရောက်တော့မိကိုကောင်းကောင်းအတုံးချတတ်နေခဲ့ပြီဖြစ်ပါတယ်။ ဒါနဲ့ထူသမ်းပြီးအန်ဒရယ်ရှိတဲ့ပန်ဝင်းကျင်ရဲ့ရန်ဆိုင်ရတော့သွားလာမရအောင်ထုတ်ထဲနေတဲ့ခြုံတွေတောအိုကျဲကြီးတွေကိုသူတို့တမေမီရှုခဲ့တာပဲအဲဒီတော့မှမြက်ခင်းလင်းမြင်းတွေဖြစ်လာပြီးလွယ်လွယ်အမဲလိုက်လို့ရတဲ့အတွက်သူတို့လိုအပ်ချက်နဲ့ကင်ကြီးလာတာကိုဒီလိုနဲ့ပဲဆေပီယန်တို့ကဩစတြေးလျတိုင်းရဲ့ဂေယပတ်ဝန်းကျင်တော်တော်များများကိုထောင်စုနဲ့အနှဲငယ်အတွင်းမှာပဲလုံးဝပြောင်းလဲပစ်ခဲ့တယ်။ဒီအဆိုကိုထောက်ခံတဲ့နောက်ထပ်အထောက်အထားတစ်ခုကတော့တိရုပ်ကျွင်းမှတ်တမ်းတွေပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၄၅၀၀အကြာကဩစတြေးလျတိုင်းမှာယူကလစ်ပင်တွေရှာပါခဲ့ပါတယ်။ ဒါပေမဲ့ Homo sapiens တို့လည်းရောက်လာရောဒီအပင်တွေရဲ့အရွေခေရောက်တော့တာပဲ။ယုဂလိပင်တွေကမီးတံကိုအထူးခံနိုင်တာကြောင့်တခြားသစ်ပင်ခြုံတော်တွေပျောက်ကွယ်နေချိန်မှာသူတို့ကတော့ဝေးလံကျပြန့်စွာပေါရောက်ခဲ့ကြပါတယ်။အခုလိုတဘာဝပေါက်ပင်တွေပြောင်းလဲသွားခြင်းကအပင်စားတဲ့အရွက်စားတရွာတွေနဲ့အတူအဲ့ဒီတရွာတွေကိုစားတဲ့အသားစားတရွာတွေအပေါ်တိုက်ရောက်မှုတွေရှိခဲ့ပါတယ်။ဒီလိုနဲ့ယူကလိရွက်တွေကိုသာစားတဲ့ကိုလာဝဝင်တွေကပျော်ပျော်ကြီးပဲယူကလိရွက်တွေစားပြီးနေမြစ်တွေစီသွားကြပါရင် ။တခြားဒရိုက်ဆန်တော်တော်များများကတော့အကြီးအကျယ်ဒုက္ခရောက်ခဲ့ကြပါတယ်။ဩစတြေးလျတပ်ရဲ့အစာကွင်းဆက်တွေအများပြပြိုလဲကုန်ပြီးအစာချိတ်ဆက်မှုအားအနည်းဆုံးအကောင်တွေမျိုးတုံးသွားခဲ့ပါတယ်။တတိယရှင်းလင်းချက်ရတော့အခုလိုမျိုးတုံးမှုမှာအမဲလိုက်ခြင်းနဲ့မိကိုအသုံးပြုခြင်းတို့ကအထူးကဏ္ဍအနေနဲ့ပါခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ရာသီဥတုရဲ့ကဏ္ဍကိုလည်းကျွန်တော်တို့လုံးဝလှစ်လျူရှုထားလို့တော့မရပါဘူး။လုံးဝနှစ်ပေါင်း၄၅၀၀ကဩစတြေးလျမှာဖြစ်ခဲ့တဲ့ရာသီဥတုပြောင်းလဲမှုကပတ်ဝန်းကျင်ကြာစနစ်ကိုပြိုလဲစေခဲ့ပါတယ်။ဒါကြောင့်တဘာဝပတ်ဝန်းကျင်ကပြည့်စည်လွယ်ခဲ့တာ ဒါမှန်အခြေအနေမှာဆိုဒီပတ်ဝန်းကျင်စနစ်တွေကအချိန်ပေါင်းများစွာအရင်ကဖြစ်ခဲ့ဘူးသလိုပဲပြန်ကောင်းလာမှာဒါပေမဲ့အခုလိုအမားမခံတဲ့အချိန်မှာပဲဩစတြေးလျတိုက်ကိုလူသားတွေရောက်လာခဲ့ပါတယ်ပြီးတော့ပြည်စည်းစားပြုတ်နေတဲ့ပတ်ဝန်းကျင်ကရစနစ်ကိုကြောင်းနယ်ကြီးထဲတွန်းပို့လိုက်ပါတယ်ရာသီဥတုပြောင်းလဲမှုနဲ့လူသားတွေရဲ့အမဲလိုက်မှုတို့ပေါင်းလိုက်တာအထူးသဖြင့်တရွာကြီးတွေဒုက္ခရောက်ကြတော့တာပဲပပောင်းတော်ကတိုက်ခိုက်ခံရသလိုဖြစ်တာကိုချင်းချောင်းမှုအမျိုးမျိုးကိုတပြိုင်တည်းတုံ့ပြန်နိုင်တဲ့ကောင်းမွန်တဲ့ရှင်သန်မှုပြူပါတစ်ခုဆိုတာကလည်းရှားရခတ်ပါတယ် ီရှင်လင်းညက်၃ခုတွေကဘယ်တစ်ခုကတေးကြရဲဆိုတာတော့ဖြစ်နောက်ထပ်အထောက်အထားတွေမရှိဘဲမသိနိုင်ပါဘူးဒါပေမဲ့ Homo sapiens တို့သာအဲ့ဒီကိုရောက်မသွားခဲ့ဘူးဆိုရင်အော်စတြေးလျတိုင်းမှာမာစုပီရဲ့ချင်းသင်းတွေ Dinoprotodon တွေတားပိုက်ကောင်အခြေစားတွေရှိနေအောင်မှာကိုယုံကြည်လို့ရတဲ့အထောက်အထားကောင်းတွေတော့ရှိပါတယ်မြောင်မောင်မတို့ရဲ့အဆုံးသက်ဩစတြေးလျရဲ့ဒေတာရင်းထရိတ်ဆန်ဂျူတွေမျိုးတုံးတော်မှုကကမ္ဘာပေါ်မှာဆေးပီယန်တွေလောက်တဲ့ပရမအဆုံးသောထင်ရှားတဲ့အမှတ်အသားဖြစ်မယ်ထင်ပါတယ် နောက်ထပ်လည်းဒီထက်ကြီးမားတဲ့သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုတွေဖြစ်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အမေရိကတိုင်းမှာပါ Homo sapiens တွေကကမ္ဘာအနောက်ချမ်းဒေသကိုအခြေချတဲ့ဗြဟ္မာဆုံးနဲ့တခုတည်းသောလူသားမျိုးစိတ်ဖြစ်ပါတယ်လောကရဲ့နှစ်ပေါင်း16000ကရောက်သွားတာပါ BC 14000ခန့်ကပေါ့ကနအူအမေရိကန်တွေလို့ပြောရမယ်အဲ့ဒီလူတွေကခြေချင်းနဲ့ရောက်သွားခဲ့ကြတာပါအဲ့ဒီတော့ကပင်လယ်မြစ်နဲ့ပြင်နေတော့ဆိုင်ဘေးရီးယားအရှေ့မြောက်ပိုင်းနဲ့အလက်စကာအနောက်မြောက်ပိုင်းကိုဂုံးမီကတရားပုံစံဆက်ထားခဲ့ပါတယ်။ဒါပေမဲ့လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ အရိခကြီးကခက်ခဲပင်ပန်းပြီးအင်မတန်ဝေးလံပါတယ်။ဩစတြေးလျတိုက်ကိုရေလံခကြီးနဲ့အရောက်သွားတာတက်ပိုခက်ခဲခဲ့မှာပါ။အဲလိုဖြတ်ကူးနိုင်မှုအတွက်ဆေးပီယန်စ်တွေအနေနဲ့စိုက်ဘေးရီးယားမြောက်ပိုင်းကအင်မတန်ပြင်းထန်လာတဲ့အာတိတ်ဒေသအေးခဲမှုကိုခံနိုင်ရရှိခဲ့ရပါတယ်။အရိဒေသကဆောင်းနေမှာနေလုံးဝမထွက်တဲ့အပြင်အပူချိန်ကလည်းအနှုန်း90ဒီဂရီဆယ်စီယက်အထိကျဆင်းနိုင်ပါတယ်။အရင်ကဘယ်လူသားမျိုးစိမ့်မှစိုက်ဘေးရီးယားမြောက်ပိုင်းတို့ဒေသကိုရောက်အောင်ထိုးဖောက်မသွားနိုင်ခဲ့ပါဘူး။ အေးဒံကိုခံနိုင်တဲ့နေရန်တာတဲတွေတောင်နည်းနည်းလေးပိုနွေးတဲ့တောင်ပိုင်းထိပဲကန့်တက်သွားလာခဲ့ကြတာပါ။ဒါပေမဲ့ရေခဲတွေနင်းတွေရှိတဲ့နေရာမျိုးတက်အာဖရိကဆာဗာနာမြက်ခင်းတွေနဲ့အသားကျတဲ့ခန္ဓာကိုရှိတဲ့ဟိုမိုဆေပီယန်တွေကစံပြားတဲ့အဖြစ်တခုတည်ထွင်ပါရင်။ရှာပွေစားသောသူဆေပီယန်အောက်စုတွေကလှည့်လည်သွားလာရင်းနဲ့အေးခဲ့တဲ့ရာသီဥတုတွေရောက်သွားတဲ့အခါနေစည်းဖနက်တွေနွေးထွေးတဲ့အဝတ်အစားတွေပြုတ်လောက်လာခဲ့ပါရင်။နွေးထွေးတဲ့သုံးမွေးတွေဒရိတ်ဆန်တေယူတွေအထက်လိုက်ကိုအပ်နဲ့တေချာကျုပ်တာပါ။ ကြောက်လန့်တဲ့အစ်စ်တွေနဲ့စံပြအမဲလိုက်နီးအစ်စ်တွေလည်းထွင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းအမွေးရှိစင်ကြီးတွေနဲ့တခြားမြဝီယုံစုဘက်ကအကောင်ကြီးတွေကိုခြေရာခံအမဲလိုက်နိုင်ခဲ့ကြတာပါ။နေထွေးတဲ့အဝယ်စားနဲ့အမဲလိုက်နေပညာတွေတိုးတက်လာတဲ့အမျှ Sabian Store ကအေးခဲ့တဲ့ဒေတာတွေတွေကိုနတ်တရနတ်အောင်တွားရဲလာရဲဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ကမ္ဘာမြောက်ပိုင်းကိုရွှေပြောင်းရင်းမဲ့သူတို့ရဲ့အဝယ်စားအမဲလိုက်နေပြူဟာနဲ့တခြားအသက်ရှင်တဲ့စွမ်းရည်တွေတိုးတက်လာခဲ့ကြပါတယ်။ဒါပေမဲ့ဘာကြောင့်များသူတို့ဒုက္ခရှာခဲ့ကြတာပါလဲ။ ဒိုင်ဘေးရီးယားလိုနေရာကိုဘာကြောင့်များတကူတကလာခဲ့ကြပါလိမ့်ဖြစ်နိုင်တာကတော့ဆွေပွဲတွေလုံနေထူထပ်မှု PR တွေတဘောဘေးအန်တွေတွေကတချို့အုပ်စုတွေကိုမြောက်ဘက်ကိုတွန်းပို့ခဲ့တာပါတချို့တွေကြတော့လေအမဲလိုက်ရင်ပရိုတိန်းဓာတ်များများရတာကြောင့်မြောက်ဘက်ရဲ့ဆွဲဆောင်ရာကိုပါသွားတာဖြစ်နိုင်ပါတယ်။အာဒိတ်ဒေတာကကြီးမားပြီးအရင်ရှောင်းတဲ့အကောင်လေးဖြစ်တဲ့အမွေးရှည်စင်တွေတန်ဒရာသမိန်တွေနဲ့ပြည့်နေကြတာပါ။အမွေးရှည်စင်ကောင်ချင်းစီကလည်းအသားတက်အများပြားရတဲ့အရင်မြေတစ်ခုပါပဲ။အေးခဲ့တဲ့အပူချိန်ကြောင့်နောင်ကိုစားဖို့အေးခံထားနိုင်ပြီး အရသာရှိတဲ့အစီဘက်နှွေးထွေးတဲ့သုံးမွေးနဲ့တံမိုးရှိတဲ့ဆင်ဆွဲတွေကိုရပါတယ်။ဇန်ကရာဒေတာကတွေ့ရှိမှုတွေအရအဲ့ဒီအေခဲလာတဲ့မြောက်ပိုင်းဒေတာကအမွေးရှည်ဆင်မုံဆိုးတွေရဲ့ဘဝကအသက်ရှင်တန်ယုံဆိုတာတက်ပို့ပြီးအဆင်ပြေတာရခဲ့ပါတယ်။အချိန်ကြာလာနဲ့မြလူအုပ်စုတွေကအမွေးရှည်ဆင်တွေမတ်စတောဒွန်းဆင်တွေကျန်တွေတန်ဒရာသမင်းတွေကိုအမဲလိုက်ရင်ဝေးလံကျဲပြန့်စွာနေထိုင်လာခဲ့ပါတယ်။ဘီတီတောင်လေးတောင်လောက်ကအခုလိုအမဲလာရင်းနေပဲတချို့ကဆိုင်ဘေးရီးယားအရှေ့မြောက်ပိုင်းကနေအလက်စကာကိုရောက်သွားပါရင် ကမ္ဘာတစ်တစ်ခုကိုသူတို့တွေရှာတွေ့ခဲ့ကြတယ်ဆိုတော့သူတို့မသိခဲ့ဘူးပေါ့အမွေးရှည်စင်တွေအတွက်ရောလူတွေအတွက်ပါအလက်စကာဆိုတာအဲ့ဒီတုန်းကစိုက်ဘီးရီးယားရဲ့နယ်စုံအပေါ်တစ်ခုတတ်တတ်ပါအစမှာတော့အလက်စကာကနေဂျန်နဲ့အမေရိကထိုက်တစ်ခုလုံးကိုသွားမရအောင်ရေခဲလော်အခြေတွေကကာစီထားခဲ့ပါတယ်။စုံစားတတ်တဲ့လူနည်းစုလောက်ပဲတောင်ပိုင်းဘက်ကိုနည်းနည်းစူးစမ်းခဲ့မှာပါ။ဒါပေမဲ့ BC 1200လောက်မှာကဘာကြီးပုံနှင်းမှုကြောင့်ရေခဲတွေအေးပြောကုန်ပြီးပိုလွယ်ကူတဲ့လမ်းပွင့်သွားပါတယ်။အဲဒီလမ်းကြောင်းတစ်ခုကိုအသုံးပြုပြီးလူသားတွေအစုလိုက်ပြောင်းလိုက်ပြီးတောင်ပိုင်းကိုရွှေ့ပြောင်းခဲ့ကြပါတယ်။ ။ဒါရီကနေတစင်အမေရိကတိုက်တိုက်လုံးကိုပြန့်နှံ့သွားခဲ့တာပါ။အာဒီဒေသမှာတားကောင်ကြီးတွေကိုအမဲလိုက်တာအသားကျနေခဲ့ပြီးမြေလူသားတွေကအမေရိကတိုက်ရဲ့အန်အိုးပွဲ၊ကွဲပြားလာတဲ့ရာသီဥတုနဲ့ကေယပဝန်းကျင်ကိုမကြမီပဲညှိယူအခြေချခဲ့ကြပါတယ်။ဒီလိုနဲ့ဆိုင်ဘေးရီးယားကလူတွေရဲ့အသားစင်မျိုးဆက်တွေကအမေရိကနိုင်ငံအရှေ့ပိုင်းကထူထပ်တဲ့ဒေါ်အုပ်တွေမှာမစ္စပီမြို့ဝကျောင်းမဟာရှွန်းလွန်ဒေါ်ရဲမှာမက္ကဆီကိုကတဲကန္တာရာတဲမှာအမေရိကတိုက်အလဲပိုင်းကအမြဲစိန်တော်ရဲမှာစသဖြင့်အခြေချနေထိုင်ခဲ့ကြပါတယ်။ တချို့တွေက အမေဇုန်မြေဝန်းဒေသမှာအိမ်တွေစောက်ခဲ့ကြပါတယ်။တချို့ကအင်ဒီးစ်တောင်ကြားဒေသ၊အာဂျင်တီးနားကပင်ပတ်လွင်ပြင်ဒေသတွေမှာအခြေချခဲ့ကြပါတယ်။ပြီးတော့ဒါတွေအားလုံးထောင်စုနဲ့တစ်ခုနှစ်ခုအတွင်းမှာဖြစ်သွားတာအံ့ဩစရာပါ။ BC 1000လောက်လေရောက်ရောလူသားတွေကအမေရိကတိုက်ရဲ့တောင်ဘက်အစွန်ဆုံးနေရာအထိပါအခြေချနေထိုင်နေကြပါပြီ။နေရာအပြင်အမေရိကတိုက်ရဲ့တောင်ဘက်အစွန်ဆုံးက Sierra de Fuego ကျွန်းထိပါပဲ။ လူသားတွေအမေရိကတိုက်မှာတောင်လို့ပြန့်နေသွားတာက Sapiens တွေမှာဘယ်သူမှမရှင်နိုင်တဲ့တီးထွေနိုင်မှုနဲ့ပြိုင်ဘက်ကင်းတဲ့လိုင်လျောညီတွေနေနိုင်မှုရှိကြောင်းသက်တည်ပြနေပါတယ်။ကိုမျိုးရိုးဗီဇာကိုပြောင်းလဲမသွားသေးပဲတခြားဘယ်တရောမှဒီလိုကြီးမားခွဲပြားလာတဲ့နေရာဒေသအစ်တတွေမှာဒီလောက်မြန်မြန်ရွှေ့ပြောင်းအခြေမချနိုင်ပါဘူး။လူသားတွေအမေရိကတိုက်ကိုအခြေချတာတွေးဆမှုမရှိဘူးတော့မဟုတ်ပါဘူး။လူသားတွေအခြေချပြီးနောက်ပိုင်းဒဏ်ခံရတဲ့သားကောင်တွေတတိတန်းကြီးကျန်နေတာပဲ။ လုံးဝနှစ်ပေါင်း၁၄၀၀ကအမေရိကရဲ့ဒေတာရင်းတရိတ်ဆန်ကြီးတွေကဒီကနေ့ခေတ်ထက်အများကြီးစုံလင်ခဲ့တာပါ။ကနအိုအမေရိကန်တွေကအလက်စကာရဲ့တောင်ဘက်ကနေဒါနိုင်ငံရဲ့လွင်ပြင်နဲ့အမေရိကန်နိုင်ငံရဲ့အနောက်ပိုင်းကိုရောက်လာခဲ့ပါရင်တို့တွေကဒီနေ့ခေတ်မှာလုံးဝမသိကြတဲ့အမွေးရှည်စင်ကြီးတွေဘတ်စတိုဒွန်းစင်တွေဘောဝင်နေပါကြီးမားတဲ့ရှင်တွေမြေအုပ်တွေကလအုပ်တွေချင်းသေးကြီးမျိုးတွေနဲ့တခြားအကောင်ကြီးမျိုးစိတ်ဒါစင်ကြောင့်နဲ့ဆုံတွေ့ခဲ့ရမှာပါ။အဲ့ဒီထဲမှာရောက်စရာကောင်းတဲ့အစွဲကွေးချားကြီးတွေနဲ့ 6မီတာမြင့်ပြီးရှယ်တန်လောင်လေးတဲ့အရာမှမြေပြင်မြောက်မောင်းမတွေလည်းပါပါတယ်။တောင်အမေရိကမှာဆိုရင်ဒီထက်ပိုထူးခြားစမ်းပြတဲ့လူတိုက်သရွားကြီးတွေ၊ဒွားဒွားသရွားတွေ၊ငှက်တွေစသဖြင့်ဒရိတ်ဆန်အမျိုးမျိုးရှိခဲ့ပါတယ်။အမေရိကဒေသကကြီးကျယ်ခမ်းနားတဲ့ဆင်ခဲပြောင်းလဲခြင်းစမ်းသပ်တက်ခွဲကန်ကြီးပါ။အဲဒီနေရာမှာအာရှနဲ့အာဖရိကမှာမတိကျတဲ့သရွားတွေ၊တစ်ပင်တွေအမျိုးမျိုးရှင်သန်ကြီးထွားခဲ့ပါတယ်။ဒါပေမဲ့မကြပါဘူး။ CBS တို့ရောက်လာပြီးနှစ်ပေါင်း2000အတွင်းမှာပဲဒီထူးခြားတဲ့မျိုးစိတ်တော်တော်များများကွဲပြောက်သွားပါတယ်။ လက်ရှိကမ္ဘာ့ချက်တွေအရတော့အဲ့ဒီအချိန်လေးအတွင်းမှာပဲမြောက်အမေရိကကသူ့ရဲ့လေးသက်ခုရာခိုင်နှုန်းသောနိုးတိုက်သရဝကြီးတွေတဲက34ရာခိုင်နှုန်းပျောက်ကွယ်သွားပါတယ်။တောင်အမေရိကကတော့60ရာခိုင်နှုန်းတဲက90ရာခိုင်နှုန်းပျောက်သွားပါတယ်။နေတမောင်30ကျော်ရှင်တန်လာခဲ့တဲ့အစွဲကွေးကြားကြီးတွေပျောက်ဆုံးသွားပြီးအရာမမြေပြင်မြောင်မောင်းမတွေချင်းသေးကြီးမျိုးတွေအမေရိကန်ဒေတာရင်မြင်းတွေအမေရိကန်ဒေတာရင်ကလအုပ်တွေအရာမရှင်ကြီးတွေနဲ့အမွေးရှည်စင်ကြီးတွေလည်းပျောက်ကွယ်သွားခဲ့ပါတယ်။နိုးတိုက်သရဝအသေးလေးတွေ၊ဓွားသွားသရဝတွေ လက်တွေအင်းဆက်တွေနဲ့ကဘာကောင်တွေပါမျိုးတုံးကုန်ပါတယ်။အမွေးရှည်စင်ကြီးတွေသုံးသွားတော့သူတို့ကိုမိခိုးတဲ့အကောင်ငယ်လေးတွေလည်းပျောက်ကွယ်ကုန်ပါတယ်။ကြောပြည့်ရုပ်ကျွင်းပညာရှင်တွေနဲ့ရှေးအောင်တတ်တာဗေဒပညာရှင်တွေကအမေရိကတိုက်ပေါ်ကလွင်ပြင်တွေတောင်တန်းတွေမှာစင်ရင်တရင်ဒရိတ်ဆန်ရုပ်ကျွင်းတွေရှာနေတာဆယ်စုနဲ့များစွာရှိပါပြီ။သူတို့ကရှေးကလောက်တွေရဲ့အယူကြောက်ပြစ်သွားတဲ့အရာမှမြေပြင်မြောင်ပေါင်းတွေရဲ့မစင်စားတဲ့အရာတွေကိုရှာတာပါ။သူတို့ရှာနေတာကိုတွေ့တဲ့အခါအရိယတနာတွေကိုတေချာထုတ်ပို့ပြီးဓာခွဲကန်းကိုပို့ပါရီ။ ဓာခွဲကမှအယိုးတစ်ခုချင်း corporate light ရုပ်ချင်းဖြစ်သွားသောမစင်းပညာရဲ့အမည်တစ်ခုချင်းကိုအသေးစိတ်လေ့လာမှတ်တမ်းတင်ပါရည်။ချိန်မှများသွားပဲဒီခွဲစိတ်လေ့လာမှုတွေကတူညီတဲ့ရလက်ကိုပေးနေပါရည်။အလက်ဆက်ဆုံးမစင်းတို့နဲ့နောက်ဆုံးတွေ့ရတဲ့ကလောက်အယိုးတွေရဲ့တတန်းကလူသားတွေအမေရိကတိုက်အနှံပြားကိုရောက်သွားတဲ့အချိန်ပါပဲ။ဗျာမြလုံခဲ့တဲ့နှစ်ပေါင်း12000တဲ့ BC 9000ကျော်ချပါ။တခြားနေရာတခုမှာပဲသိပ္ပံပညာရှင်တွေကပိုနောက်ကျတဲ့မစင်တုံးကိုတွေ့ခဲ့ကြပါတယ်။ကာရေဘီယံကျွန်းတချို့ပေါ်မှာပါ။ တတိကြကြပြောရရင်ဂျူပါကျွန်းနဲ့ဟစ်ပေညိုလာကျွန်းမှာအဲဒီဒေသမှာ BC 9000ကကြောက်ဖြစ်သွားတဲ့မြေပြင်မြောင်မောင်းမာရီရဲ့မစင်ကိုတွေ့ခဲ့ပါတယ်။အဲဒီချိန်ကပရမဆုံးချိန်လူသားတွေကာရီဘီယံပင်လယ်ကိုဖျက်ပြီးအဲဒီကျွန်းကြီးတွေပေါ်အခြေချနိုင်ခဲ့တဲ့အချိန်နဲ့ကွက်တီပါပဲ။တို့ပေမဲ့ပညာရှင်တချို့ကတော့ကျွန်တော်တို့လူသားတွေမှာအပြစ်မရှိကြောင်းကာကွယ်ပြောဖို့ကြိုးစားပြီးရာသီဥတုပြောင်းလဲခြင်းအပေါ်မှာသာအပြစ်ပုံနေတော့ပါပဲ။ အရိကပြောပြရှိလာတာကတော့ဘလို့အကြောင်းအကျောင်းမှန်းမသိရပဲကာရီဘီယံကျွန်းတွေရဲ့ရာသီဥတုကနှစ်ပေါင်း9000လောက်မပြောင်းမလဲရှိခဲ့ပြီးဂျန်တဲ့ကမ္ဘာအနောက်ဘက်ခြံကတော့ပုံနေခဲ့တာပါပဲဒါပေမဲ့အမေရိကတိုက်မှာတော့ဒီသက်တည်မစင်တုံးတွေကိုရှောင်လို့မရပါဘူးကျွန်တော်တို့ကလက်တည်တရားခံပါဒီအမှန်တရားကလွယ်ပြီးတခြားမရှိပါဘူးရာသီဥတုပြောင်းလဲခြင်းကြောင့်လည်းပါတယ်ဆိုပေမဲ့လူသားတွေကအဓိကကြတယ်ဆိုတာသိကြပါရင်နော်အားဒီမော်ဂျီဩစတြေးလျနဲ့အမေရိကမှာဖြစ်တဲ့အခြေအကျမျိုးတုံးမှုတွေကိုကျွန်တော်တို့ပေါင်းလိုက်ပြီး ပြီးတော့အာရှအာဖရိကတခြားဆေးဘီယန်တွေပြန့်နှံ့လာရင်တခြားလူသားမျိုးစိတ်တွေမျိုးတုံချင်းစားတဲ့အသေးစားမျိုးတုံမှုတွေပြီးတော့လေကျူပါလိုလေးလံတဲ့ကျောင်းမမရှေးခေရှားပွေစားတောက်သူတွေအခြေချတော့ဖြစ်ခဲ့တဲ့မျိုးတုံမှုတွေလည်းအကုန်ပေါင်းလိုက်အောင်မေးအာရိကမှာဆေးဘီယန်တို့နေရာဒေသတစ်ကိုဗရမာဆုံးနေချက်ထွေမှုလိုင်းလုံးကရိတ်ဆန်လောကအတွက်အကြီးမားဆုံးနဲ့အမြန်ဆုံးသောဂေယပတ်ဝန်းကျင်ပျက်စီးမှုကိုဖြစ်စေတယ်လို့မလွဲမတွေ့ကောက်ချက်ချရပါတော့မေးအမွေးထူတဲ့တာကောင်ကြီးတွေကအဆိုးအဝါဆုံးခံခဲ့ရတယ် စဉ်းစားသိမြင်ရင်ပြောင်းလဲမှုကြီးဖြစ်တော့ကကဘာမီကကီလို90ကျော်အလေးချိန်ရှိတဲ့ဂုံးနေနှုတ်တိုက်သရဝအကောင်ကြီးမျိုးစုနိုင်ရာကျော်နေဖြစ်ခဲ့တာပါစိုက်ပျိုးရေးပြောင်းလဲမှုကြီးလောက်လဲကြာရောမျိုးစု100လောက်ပဲကျန်ပါတယ်ဟိုဘိုဆေဗီယန်ဆွေကကဘာဘောကသရဝအကောင်ကြီးတဝက်ကျော်ကိုမျိုးတုံးသွားအောင်မောင်းထုတ်ဖြစ်ခဲ့တာပါအဲ့ဒီချိန်တုန်းကလူသားတွေကစာရေးခြင်း၊ဘိန်း၊တန်တဲ့ပစ္စည်းစတဲ့အရာတွေကိုတီထွင်ဖို့အဝေးကြီးလိုပါတည်တယ် အခုလောကရပဝန်းကျင်ဆိုင်ရာအဖြစ်ဆိုကစိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်းမှာလည်းအသေးစားပုံစံဖြင့်ဆက်လက်ဖြစ်ပျက်နေခဲ့ပါသေးတယ်။ရေအောင်တုတေသနမှတ်တမ်းတွေအရတကြုံပြီးတကြုံအခုလောဝမ်းနေစရာအကြောင်းတွေပဲထန်နေပါတယ်။ဒီဝမ်းနေဇာတ်လမ်းတွေကိုများပြားဆောင်လင်းတဲ့တရဝကြီးတွေရဲ့မြင်ကွင်းနဲ့အမြင်ဖွင့်ပါတယ်။လူသားတွေရဲ့အစားအနာဘာမှမရှိပဲနေပေါ့။ဒုတိယမြင်ကွင်းရောက်တော့ဆေဗီယန်စ်တွေပေါ်လာပြီးလူအယိုးတွေလန်သွားပြီးအိုးတွေတောင်တွေ့ရသေးတယ်။တတိယမြင်ကွင်းမှာတော့လူသားမိမအယောက်ကြားတွေစင်မြင့်အလေကိုမြင်မြန်နေရယူကြည့် ဒိဋ္ဌံကြီးအများစုကတခြားအကောင်ငယ်များစွာနဲ့အတူပျောက်ကွယ်သွားကြပါရဲ့အာဖရိကပင်မတိုက်ကြီးရဲ့အရှိတ်ကီလိုမီတာ400กว่าကမာဒါဂတ်စကာကျွန်းကြီးကထင်ရှားတဲ့ဥပမာတစ်ခုပါတဲ့တောင်မများစွာဒီတန်းရှိနေကြတော့အရိကျုံမမာထူးခြားတဲ့ဒိဋ္ဌံတွေအစုလိုက်စင်ငယ်ပြောင်းလဲခဲ့ကြပါရဲ့စင်ငယ်ကြီးတွေလီမာမြောက်ကြီးတွေစသဖြင့်ပေါ့စင်ငယ်တွေက3မီတာအမြင့်ရှိပြီးတရံနီးပါးအလေးချိန်ရှိပါတယ်သူတို့ကမပြတ်နိုင်တဲ့ကမ္ဘာအကြီးဆုံးငှက်တွေပါလီမာမြောက်တွေကတော့ကမ္ဘာအကြီးဆုံး primate တွေပေါ့ ဒီစင်ကတ်တွေလေမာမြောက်ကြီးတွေနဲ့မာဒါဂတ်စကာကျွန်းပေါ်ကတခြားသရဝကြီးတွေအများစုကလွန်ခဲ့တဲ့နှစ်1500ခန့်ကရုတ်တရက်ပျောက်ကွယ်ကုန်ကြပါပြီ။အဲဒီချိန်ကအဲဒီကျွန်းပေါ်ကိုလူသားတွေပရမအဆုံးခြေချခဲ့တဲ့အချိန်ပါပဲ။ပစိဖိတ်သမုဒ္ဒရာမှာတော့အဓိကမျိုးတုံးမှုလိုင်းလုံးက BC 1500ခန့်ကစတင်ခဲ့ပါပြီ။အဲဒီချိန်ကပိုလီနီးရှားလေယာဉ်လုပ်သူတွေဇော်လမွန်ကျွန်း၊ဖီဂျီကျွန်းနဲ့နယူကယ်လီဒိုနီးယားကျွန်းတွေပေါ်ကိုအခြေချခဲ့တဲ့အချိန်မှာသူတို့ကတိုက်ရိုက်ဒါမှမဟုတ်တွေ့ဝိုက်ပြီးရာနဲ့ခြေတဲ့ငှက်မျိုးစိတ်တွေအင်းဆက်တွေ ခရီးတွေနဲ့တခြားဒေသတွင်အကောင်တွေကိုတက်ခဲ့ကြပါတယ်။အဲဒီနေရာကစပြီးမြို့တော်မှုလိုင်းလုံးကအရှေ့ဘက်တောင်ဘက်မြောက်ဘက်စသဖြင့်ပစိဖိတ်သမုဒ္ဒရာအလဲဘဟုကိုတဖြည်းဖြည်းထိုးပေါက်ဝင်ရောက်သွားပါတယ်။အဲဒီလိုထိုးပေါက်ရင်းကပဲဘီစီ1200မှာဇာမိုဟာကျွန်းနဲ့တွန်ကာကျွန်းအဲဒီတက်မှာမာခီကျွန်းစုအဲဒီ900မှာအီစတာကျွန်းကိုကျုံးစုနဲ့ဟာဝိုင်းနောက်ဆုံးမှာတော့နယူးဇီလန်ကျွန်းစတဲ့နေရာတွေကထူးခြားတဲ့ဒရွာတွေနဲ့ပြတ်သုံးကုန်ပါတော့နေ။အဒလန်ဒိတ်သမုဒ္ဒရာ၊အိန္ဒြိယသမုဒ္ဒရာ အာတိတ်သမုတ်တရားနဲ့မြေထဲပင်လယ်တို့ကိုပတ်ပတ်လဲဝိုင်းနေတဲ့ထောင်နဲ့ချီတဲ့ကျုံးတွေတစ်ခုချင်းနှီးပါးမှာလေအခုလိုဂေယပဝန်းကျင်ပျက်စီးမှုတွေတွေ့ခဲ့ရပါတယ်။ရှေးအောင်သူတေသနာပညာရှင်တွေတွေ့ရှိတာကအသေးငယ်ဆုံးကျုံးတွေမှာတော့မှလေယာလုတ်သူတွေပရမဆုံးရောက်လာပြီဆိုရင်မျိုးဆက်ပေါင်းများစွာရှင်သန်ခဲ့တဲ့ငှက်တွေအင်းဆက်တွေခရုတွေပျောက်ွယ်ကုန်ပါတယ်။ဒါပေမဲ့အရန်ဝေးလံခေါင်းတည်တဲ့အစွန်ဖျားကျုံးတချို့တော့ရနေခေတ်တိလူသားတွေမတိလိုက်ပဲရှင်သန်ခဲ့ပါတယ်။အဲလိုကျုံးတွေမှာတော့သူတို့ရဲ့ပဝန်းကျင်ဒရိုက်ဆန်တွေငကိုအတိုင်းပဲရှိနေပါတယ်။ ထင်ရှားတဲ့ဥပမာတစ်ခုကတော့ Galapagos ကျွန်းစုပါ။ဇဂိုရာစုတိလူသားတွေအဲ့ဒီကျွန်းပေါ်မရောက်ခဲ့ကြပါဘူး။အဲဒါကြောင့်အဲ့ဒီကျွန်းပေါ်ကထူးခြားတဲ့ Drayson စုတွေအခုထိအသက်ရှင်နေကြတာပါ။သူတို့ကုန်းလေကြီးတွေကိုကြီးပေါ့။ရှေးတိုင်း Prototon ကြီးတွေလိုပဲလူကိုကြောက်ရမယ်မသိကြပါဘူး။ပထမဆုံးမျိုးတုံးမှုလှိုင်းလုံးကတော့ရှားပွေစားထုတ်သူတွေနဲ့အတူပြန်သွားခဲ့တာပါ။အဲ့နောက်ဒုတိယလှိုင်းလုံးကလေယာဉ်လောက်ကန်သူတွေနဲ့အတူပြန်သွားပါတယ်။ ဒီရာကကဘာမှာဒီနေ့အချိန်မှာဖြစ်နေတဲ့တတိယမျိုးတော်မှုလှိုင်းလုံးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အမြင်တစ်ခုကျွန်တော်တို့ကိုပေးပါရစေ။တစ်ပင်ဖတ်သူတွေကကျွန်တော်တို့ရဲ့ပိုးပေးတွေကတဘာဝနဲ့တသားနဲ့နေထိုင်ခဲ့ကြရတယ်လို့ပြောတာမယုံပါနဲ့။စံမှုထုတ်လို့ရေးပြောင်းလဲမှုကြီးမတိုင်ခင်ကပဲ Homo sapiens တို့ကတတော်တွေအားလုံးနဲ့မှာတစ်ပင်တွေတတော်တွေကိုအများဆုံးမျိုးတော်အောင်မောက်ထုတ်တဲ့တက်ရှိဖြစ်မှတ်တမ်းဝင်ပြီးသားပါ။ဒီဝသမိုင်းတစ်လျှောက်ကျွန်တော်တို့ကမယုံနိုင်လောက်အောင်ကြောက်စရာအကောင်းဆုံးမျိုးစိတ်ဖြစ်ထင်ရှားပြီးသားပါ။ တကယ်လို့လူတော်တော်များများသာဗရမနှင့်ဒုတိယလိုင်းလုံးမျိုးတုံးမှုလိုင်းလုံးတွေအကြောင်းတီးခဲ့ကြမယ်ဆိုရင်အခုတို့တို့ကြောင့်ဖြစ်နေတဲ့တတိယလိုင်းလုံးအားလည်းလည်းရောပါသွားမယ်ထင်ပါတယ်ကျွန်တော်တို့တရွာမျိုးစိတ်ပင်နှခုတောင်ဖျောက်ပြက်ခဲ့ပြီလေဆိုတာသိကြမယ်ဆိုရင်လက်ရှိရှင်းသန်းနေကြသေးတဲ့ဟာတွေကိုကောက်ွယ်ဖို့ကျွန်တော်တို့ပုံစံရထက်တန်ကြပါပြီအရဟအခုချိန်မှာဘေလန်သမုတ်တရားနေတရွာတွေအတွက်အချိန်မီပါသေးတယ်ကောမကတရွာများနေမတူပဲဘယ်လန်နေတရွာတွေကတိမြင်ချင်းပြောင်းလဲမှုကြီးနဲ့စိုက်ပျိုးရေးပြောင်းလဲမှုကြီးတွေရဲ့အတန်ကိုလည်းလည်းပပပဲခံခဲ့ရတာပါ။ ဒါပေမဲ့တို့အများစုကဆက်ယုံတွေရဲ့အငြင်းချင်းနဲ့သမုဒ္ဒရာအရင်းမြစ်တွေကိုလူတွေအလွန်ကြုံသုံးဆွဲမှုစားတဲ့အရာတွေကြောင့်မျိုးတုံးလူမတက် ဖြစ်နေပါပြီ။လက်ရှိနှောင်းတိုင်းကဆက်ဖြစ်နေမယ်ဆိုရင်ဝေလာငါးတွေ၊ငမန်းတွေ၊ဒူနာငါးတွေ၊လပိုင်တွေကဒိုင်ဘရိုတွတ်တွန်းမြေပြင်မြောင်မောင်းမတွေနဲ့အမွေးရှည်စင်ကြီးတွေရဲ့နောက်ကိုလိုက်ပြီးပျောက်ွယ်သွားမှာပါ။ကဘာဘကတရဝကြီးတွေထဲမှာလူသားတွေရဲ့အစားအစာဆိုလို့လူသားကိုယ်တိုင်သာအသက်ရှင်ကျန်တော့တာမျိုးဖြစ်ပါလိမ့်မယ် ဒီလိုနဲ့နောဟာရဲ့တင်မောကြီးပုံကလှေလောကျွန်းတွေကိုကျွေးဖို့မွေးမြူထားတဲ့တရွာတွေကလူသားတွေပဲဖြစ်လာပါလိမ့်မယ်။